This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. ္ဂလာပါရှင်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွတ်ဌာန Radio NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ6မီတာ19.3 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ25မီတာ17.3 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG Season 2ကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ မင်္ဂလာနေ့ခင်ပါရှင်ရေဒီယိုအန်ယူဂျီကိုနားဆင်နေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးဆရာနာရှင်ဘီရူကနေတင်ဝေးပြီးကိုစိနှပါဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဖွဲ့သားများကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဒီကနေ့စက်တင်ဘာလ26ရက်နေ့ရဲ့ရေဒီယိုအန်ယူဂျီမနက်ခင်းစီစဉ်လေးကိုစတင်ထုတ်လွှင့်ပြီးတော့မှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းကောင်းတို့ချက်ကိုမျိုးဦးလင်ကမှဖတ်ကြားတင်ပြမှာဖြစ်ပါတယ်ရှင် င်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ26ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်မရှင်ရဲ့တူယောင်ရေးကောက်ပွဲမှာပါဝင်မဲ့သူများနဲ့ဖြစ်မြအောင်ကူညီတဲ့မြို့သူကိုမစိုးပြက်ပြက်သားသားအရေးယူမယ်လို့ချင်းညီနောင်ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ပြပေးကြပါမယ်။ အကြံဖက်စစ်ကော်မရှင်ကကျင်းပမယ်အတူရောင်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မယ်နိုင်ငံရေးပါတီကုသလင်များနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးကုညီဆောင်ရွက်ပေးတယ်မြို့သူကိုမဆိုးတက်ပြတ်တသားအရေးယူသွားမယ်လို့ချင်းညီနောင်ချင်း brother ဟုကသတင်းထုတ်ပြန်ထားပါတယ်ပြည်သူတဘောဆန္ဒမပါပဲတရားမဝင်ရေကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီစနစ်နဲ့ဆန့်ကျင်နေပြီးအချုပ်ချာအာဏာကိုအတင်းအဓမ္မရယူဖို့စူးစမ်းနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ် စစ်ကော်မရှင်ဟာနိုင်ငံရေးအကျဉ်းသားများကိုဆက်လက်ဖမ်းဆီးထားခြင်းနိုင်ငံတော်ဝန်ရှိရဲတပ်ပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်နေခြင်း စေယုတ်ချုပ်ရေးကဲ့သို့တင်းကျပ်တဲ့ဥပဒေများချမှတ်ထားခြင်းနဲ့ပြည်သူ့ကိုယ်စားပြုတဲ့နိုင်ငံရေးပါတီများမပါဝင်ခြင်းတို့ကြောင့်၎င်းတို့ကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့တရားမျှတမှုမရှိတဲ့အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ထောက်ပြပါရယ်။ဒါ့အပြင်တရားမဝင်ရွေးကောက်ပွဲကြောင့်ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရဖြစ်မလာတဲ့အပြင်ပြည်ပခါကိုပုံမကြီးထွားနိုင်စေပြီးနိုင်ငံရေးအရာထွက်ပေါက်ရှာတဲ့ဆရာနာရှင်စနစ်တက်ဆိုးရှည်ရေးကြိုးပမ်းမှုသာဖြစ်တယ်လို့ဆိုပါရယ်။စစ်ကောင်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုချင်းညီနောင်အနေနဲ့တိုင်းနိုင်ငံလုံးရှိ ီမိတ်ဖက်ဒေါ်လာရေးဖွဲ့စည်းများနဲ့ပူးပေါင်းလက်တွဲကစန့်ကျင်သွားမှာဖြစ်ပြီးနိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လည်းအတူအယောင်ရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်းမပြုကြဘို့မြစ်တာရက်ခံထားပါရခင်ဗျာလေကူးမျိုးနဲ့အုံနေကုန်းရက်ွက်ရုံကိုပြင်းအောင်မြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကို တင်ပြပေးကြပါမယ် ရန်ကုန်တိုင်းလေကူမြို့နယ်အုံနယ်ကုန်းရပ်ကွက်အုတ်ချုပ်ရေးမှူးရုံးကိုတင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီ YA ကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ25ရက်နေ့ည9နာရီဝန်းကျင်မှာအကြမ်းဖက်ဆက်ကော်မရှင်လောက်ခံအုတ်ချုပ်ရေးမှူးနယ်လူမအဖွဲ့ရပ်ကွက်ရုံးမှာရှိနေချိန်မှာတင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA ရဲဘော်များကဆောင်ရွက်ခဲ့တာဖြစ်ပြီးပြစ်မှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့တာကြောင့်ထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့သိရှိရပါတယ်။အုံနေကုန်အုပ်ချုပ်ရေးမှုနယ်အဖွဲ့ဟာတရားမဝင်ရေးကောက်ပွဲကိစ္စများကိုဆောင်ရွက်ခြင်းလူငယ်များအောင်ပေါ်တာဆွဲပြီးစစ်မှုထမ်းလိုအပ်တဲ့နေရာများကိုရောင်းစားကာလူကုန်ကူးခြင်းများကိုလှုပ်ဆောင်နေတာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာလို့အသိပေးထားပါတယ်ခင်ဗျာ။ ဆလဘီတပိတ်ချင်းမှာစစ်ကောင်စီတပ်ကနှစ်ကြိမ်တိုင်ပုံကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသားနှုတ်ဦးဒဏ်ရာရရှိခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တောင်ပိုင်းချောင်းကြီးနယ်ဤတဝိုက်ကိုစစ်ကောင်စီကနှစ်ကြိမ်တိုင် ပုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသားနှုတ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ Voice of Mandalay ကထုတ်ပြန်ထားပါရစေ။စက်တင်ဘာလ25ရက်နေ့နေ့လယ်12:50မိနစ်အချိန်မှာစစ်ကောင်မရှင်တက်ကလေကြောင်းတိုက်ခိုက်မှုနဲ့ဂျိန်ပြုတ်လုခဲ့ပြီးလူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါပြင်12:59မိနစ်အချိန်မှာလေဂျက်ဖိုက်တာနောက်တစ်စီးနဲ့နှစ်ကြိမ်ထပ်မံပုံကျဲခဲ့ရာအမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီမြောက်ခင်ရံပြူရကိုမြေတာမြေကံပေးကျွာတချို့ကစားနေရိတ်ခါတို့များပို့ဆောင်ရောင်းဝယ်နေတဲ့တဲ့တင်ကိုတင်ပြပေးကြပါမယ် မကွေးတိုင်းကံကောင်းမြို့နယ်မြောက်ပိုင်းမြစ်တာမြေကန်ပေရှိကျေးရွာချူကဒေတာကံများဟာရေချောင်းသုံးပြီး၍မြောက်ခင်ရံရွာအစရှိတဲ့ပြူစောတိကျေးရွာများကိုစားနဲ့ရိတ်ခါတုံများပို့ဆောင်ရောင်းဝယ်နေကြတယ်လို့ရောလင်းတန်းကဖော်ပြထားပါတယ်။မြစ်တာမြေအထက်ပိုင်းကနေမြည်ရီစီတိုင်းစီဆန်စာဟင်းကျုံမုံငပိငချောင်းစေပေါ်လိန်နဲ့ဆက်သုံးစီအစရှိတဲ့စားနဲ့ရိတ်ခါနဲ့အခြားသုံးဆောင်ပစ္စည်းများကိုရေလွယ်တကူမဝင်နိုင်စေရန်ရေစုခန့်အိတ်များငါးခါလန်ဆန်အဝါရောင်ပုံများနဲ့တေချာထုတ်ဖို့က ာမျောပါပို့ဆောင်နေကြတယ်လို့ဆိုပါတယ်။အခုလိုမြေကြောင်တိုင်းရေစင်းနဲ့မျောပြီးလက်ခံရရှိတဲ့ပစ္စည်းအထုပ်များပေါ်မူဒီကအရေးအတွက်နဲ့တန်ဖိုးကျင်းွေကိုဖုံးပြဆက်သွဲပြောဆိုက KB WavePay ကနေပတ်ဆိုင်ရှင်းတာပစ္စည်းဝယ်တာတွေကိုလှုပ်ဆောင်နေကြတာဖြစ်တယ်လို့သိရှိရပါတယ်။ထို့သောပို့ဆောင်နေတဲ့အထုပ်တွေကိုမြစ်တာမြစ်ထဲမှာငါးဖန်းနေတဲ့တငါတဲ့တွေကလမ်းခုလက်ကနေဆေးယူတာတွေလည်းရှိနေတယ်လို့သိရှိရပြီးဘဲရွာကဘသူတွေလှုပ်ဆောင်နေကြတယ်ဆိုတဲ့အချက်လက်တွေကိုဖော်ပြထားခြင်းမရှိဘူးလို့သိရှိရပါတယ်ခင်ဗျာ ယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခေါရှင်နေဗရေဖိုတို့ကပေးပို့ထားခြင်းဖြစ်ပါတယ်။ကျွန်တော်ကတော့ຫນွေဦးလင်ငါပါ။ဗီဒီယိုအညီဒီမှာဆက်လက်အတင်ပြနေပါရယ်အခုဆက်လက်ပြီးပြည်ရင်းသတင်းများကိုတော့ညဦးမိုင်မှဖတ်ကြားတင်ပြမှာဖြစ်ပါရယ်ရှင် မင်္ဂလာမနက်ခင်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ26ရက်နေ့ဗီဒီယိုအန်ယူဂျီမနက်ခင်းပြည်တွင်းသတင်းများကိုကျမနွေဦးမိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရရှင်။ အန်ယူဂျီနိုင်ငံတော်ယာယီသမရနဲ့ခန်ယူဥက္ကဋ္ဌတို့ပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမိကဏ္ဍများအတွက်တွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့ရင်ကိုဥစွာတင်ပြပေးသွားပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာနဲ့ကရင်အမျိုးသားစီယုံခန်ယူဥက္ကဋ္ဌဖတိုခွဲထူးဝင်းတို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းစက်တင်ဘာလ25ရက်နေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရမှတရင်ထုတ်ပြန်ပါတယ်။တွေ့ဆုံချိန်အတွင်းနွေတော်လှန်ရေးအမြန်ဆုံးအောင်မြင်စေရန်တော်လှန်ရေးအင်အားစုများကြားပူးပေါင်းလက်တွဲလှုပ်ဆောင်သွားမိကဏ္ဍများနဲ့ဆက်လင်း၍ခြေတဝင့်ဆွေးနွေးခဲ့ကြတယ်လို့ အတိပေးထားပါရယ်တော်လှန်ရေးအင်အားစုများကြားယခုထက်ပိုမိုစီးလုံးညီညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်မှအပီးတိုင်လွတ်မြောက်ရေးစစ်အာဏာရှင်နဲ့အာဏာရှင်ဟူသည်မအမြင့်ပြတ်တိုက်ဖျက်ရေးလွတ်လပ်မှုငင်းချမှုနဲ့လူထုတာယာဝပြောမှုတို့ကိုဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ပြီးခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြရန်လဲခေါင်းဆောင်တို့သဘောတူခဲ့ကြောင်းထုတ်ပြန်ထားပါရယ်ရှင် ဆက်လက်ပြီးစိုးမိုးထိန်ချုပ်ဒေသများတွင်ဝင်းကြီးဌာနအချင်းချင်းအချိတ်ဆက်မိမိပူပေါင်းလှုပ်ဆောင်ကြမှာသာပုံမူထိရောက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်ရက်တစ်ခုကိုအသက်သွင်းနိုင်မှာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်းကိုတင်ပြပါမယ်။အမျိုးသားရင်ွယ်ရေးအစိုးရဂျားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်30လမြင်းဆောင်2025ကို2025ခုနှစ်စက်တင်ဘာလ25ရက်နေ့နာနဲ့ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးတွင်ဂျားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးချုပ်မောင်ဝင်းခိုင်သာ န်ကအဖွဲ့မှစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါရယ်ပြည်တော်စုဝင်ကြီးချုပ်ကပြီးခဲ့တဲ့20ရင်းနေတုန်းကစကိုင်းတိုင်းကတားခရိုင်ဗမောက်မြို့ကိုအမှတ်၁စစ်ဒေသရဲ့ကွက်ကဲမှုနဲ့ PDF ရဲဘော်တွေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး အောင်အောင်မြင်မြင်သိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်အင်တန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်းဥစွာပြောကြားလိုပါကြောင်းမြို့တစ်မြို့သိမ့်ပြီးပြီဆိုရင်နောက်ဆက်တွဲစီမံလှုပ်ဆောင်ရမှာတွေကလည်းအင်တန်များပြားတယ်ဆိုတာရှေ့မှာအတွေ့အကြုံတွေလည်းရှိခဲ့ပြီးသားဖြစ်တဲ့အတွက်အတွေ့အကြုံတွေကိုအရင်ခံပြီးဝန်ကြီးဌာနများကတေချာစွာပေါင်းစပ်ညှိနှိုင်းလှုပ်ဆောင်ကြဖို့အင်တန်အရေးကြီးပါကြောင်းအမျိုးသားရင်သွေးရဲ့အစိုးရဟာတော်လှန်ကာလအတွင်းတာဝန်ယူရတဲ့အစိုးရဖြစ်တဲ့အပြင်ဒီတော်လှန်ရေးကရဲဘော်တွေပြည်သူတွေရဲ့အရင်နှီးကများလွန်းတာကြောင့်ကျွန်တော်တို့ဟာပိုတာဝန်ကြီးတဲ့ တွန်လှန်ရေးအစိုးရလည်းဖြစ်နေပြီးဒီလိုကြီးလေးတဲ့တာဝန်ကိုအခက်အခဲတွေစိန်ခေါ်မှုတွေကြားကထမ်းဆောင်နေကြရတဲ့ရန်ရအစင်စင်ကတာဝန်ရှိသူတွေကိုလည်းကျေးဇူးတင်ပါကြောင်းကမ္ဘာအခြေအနေအရေးရက်ကပြည်သူ့နယ်ဦးတွန်လှန်ရေးအပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုလည်းစိတ်ပြတ်အားငယ်နေစရာမလိုပဲကျွန်တော်တို့ဟာကိုအားကိုကိုပြီးဒီနေ့ဒီချိန်ထိရှောက်လန်းလာခဲ့ကြတယ်လို့ရှေ့ဆက်ပြီးလဲကိုခုံကိုအားနဲ့တွန်လှန်ရေးကိုအဆုံးသတ်အောင်ပွဲစဉ်နွေးနိုင်ကြောင်းပြသနိုင်ဖို့အင်အားတွေရှိနေကြဖို့လိုအပ်ပါကြောင်းအခုဆိုရင်ဝင်းကြီးများဒုတိယ ရဝင်ကြီးများနဲ့တာဝန်ရှိသူအချို့ကျွန်တော်တို့စိုးမိုးထိန်ချုပ်သေးတာတွေစီကိုရင်ကိုကြတွာလာလှုပ်ရှားပြီးမြေပြင်မှာအစိုးရရန်နေရာစနစ်တကျထူထောင်လဲပတ်တာကဆလို့အကြရိလိုက်စားမှုတွေကိုအရေးယူတာတွေထိလုပ်ငန်းတွေမှာစနစ်တကျဆောင်ရွက်နေကြတာကိုလည်းအင်မတန်အားရကျေနှပ်မှုရှိပါကြောင်းနဲ့ဝင်ကြီးဌာနအချင်းချင်းချိတ်ဆက်မိမိပူပေါင်းလှုပ်ဆောင်ကြမှာသာပုံမှုထိရောက်ကောင်းမွန်တဲ့အောက်ချုပ်ရန်နေရာတစ်ခုကိုကျွန်တော်တို့အသက်သွင်းနိုင်မှာဖြစ်လို့ဒီအတွက်စ조사လှုပ်ဆောင်ပေးကြဖို့မှာစားလို့ပါကြောင်းတို့ကိုထည့်သွင်းပြောကြားခဲ့လို့သိရပါတ ဲ့ဆက်လက်ပြီးတက်ရောက်လာကြသောဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအဖွဲ့ဝင်များမှအမှတ်စဉ်33မြင်းဆောင်2025တွင်ချမှတ်ထားသောဆုံးဖြတ်ချက်ရှေ့လုပ်ငန်းစဉ်များနဲ့ပတ်သက်၍ပြည်စည်းမှုအခြေအနေများနဲ့ဆက်လက်ဆောင်ရွက်ရန်ကြမ်းရှိနေသည့်လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီးတက်ရောက်လာသောတာဝန်ရှိသူများမှအကြေတဝင့်ဆွေးနွေးခဲ့ကြလို့သိရပါတယ်။အဆိုပါအစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ်မောင်ဝင်းခိုင်တန်းဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများ များတက်ရောက်ခဲ့ကြပြီးအစည်းအဝေးကိုမွန်းလွဲ၁၂နာရီချိန်တွင်အောင်မြင်စွာရည်နာခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ုခတ်မြုပ်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာအလုပ်သမား200ခန့်လုပ်အားခါများမရရှိကြောင်းတိုင်ကြားလာတာကြောင့်တွားရောက်ကူညီဖြည့်ရှင်းပေးခဲ့တဲ့တဲ့ကိုဆက်လက်တင်ပြပါမယ်။ထိုင်းနိုင်ငံဖုခတ်မြုပ်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမား200ခန့်ကလုပ်အားခါများမရရှိကြောင်းတိုင်ကြားလာတာကြောင့်တွားရောက်ကူညီဖြည့်ရှင်းပေးခဲ့လို့တိုင်ကြားရေးရန်နေရာအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မြန်မာအလုပ်သမား200ခန့်အားအလုပ်ရှင်မှလုပ်အားခါ2လစာမပေးသဖြင့်ဖြည့်ရှင်းပေးပါရန်အလုပ်သမားများကတိုင်ကြားလာတာကြောင့်အမျိုးသားရင်ငွေရေး င်းအစိုးရ NUG အလုံသမားဝင်ကြီးဌာနမှတာဝန်ရှိသူနဲ့ MHAC မဟာမိတ်အဖွဲ့မှအဖွဲ့ဝင်များကတွားရောက်တွေ့ဆုံဖြေရှင်းပေးခဲ့လို့ဆိုပါတယ်စက်တင်ဘာ22 23 24ရက်နေ့တို့မှာအလုံသမားများနေထိုင်ရာတန်းလျားများနဲ့လုပ်ငန်းခွင်နေရာများအထိတွားရောက်တွေ့ဆုံပြီးဖြစ်စဉ်ကိုစုံစမ်းမေးမြန်းခဲ့ကအလုံသမားများရပိုင်ခွင့်ရှိတဲ့ခွင့်ရင်းများအတွက်ဖူးခတ်မြုပ်စဝါရီကန်ရုံးမှာတွားရောက်တိုင်ကြားပေးခဲ့လို့သိရပါတယ်ဆက်လက်ပြီးအလုံရှင်နဲ့လည်းညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်ပေးခဲ့ရာအလုံသမားများကိုပေးဖို့ကြမ်းရှိ တဲ့လိုအားခများကိုအောက်တိုဘာလ3မှာအလုပ်ရှင်ဘက်ကရှင်းပေးမယ်လို့ဇဝရီကန်ယုံတာဝန်ရှိသူများရဲ့ရှေ့မှောက်မှာသဘောတူညီမှုရရှိအောင်ညှိနှိုင်းကူညီဖြည့်ရှင်းဆောင်ရွက်ပေးနိုင်ခဲ့လို့ဆိုပါတယ်။ယခုလိုကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် CRPH အလုပ်သမားရေးရကော်မတီနဲ့ MHAC မဟာမိတ်အဖွဲ့တို့ကကုန်ကျစရိတ်များကိုပံ့ပိုးကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပြီးကျေးဇူးအထူးတင်ရှိပါကြောင်းဖော်ပြထားပါတယ်။ ချောင်းဦးမြို့နယ်အတွင်းမှအန်ယူဂျီမှလူထုကူညီထောက်ပံ့မှုများပြုလုပ်တဲ့တရုံနောက်ထပ်တင်ပြပါမယ်။စကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့နယ်အတွင်းဆစ်ရှောင်းနေကြတဲ့ပြည်သူတွေနဲ့ကလေးငယ်တွေအတွက်စားနပ်ရိက္ခာနဲ့ချောင်းအသုံးဆောင်ပစ္စည်းထောက်ပံ့ကူညီပေးမှုတွေနဲ့လေချောင်းအနေအသည့်ပညာပေးမှုတွေကိုစစ်တင်မာလာထဲမှအမျိုးသားငွေငွေရဲ့အစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရေးရာတာဝန်ခံတွေကဥဆောင်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါရတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့စစ်ကြောင်းထိုးအကြမ်းဖက်မှုတွေနဲ့လေချောင်းပစ်ခတ်မှုတွေကြားမှာအထွေထွေအကျပ်တီးဆိုင်နေတဲ့ တဲ့လူထုသည်အဖက်ဖက်ကထောက်ပံ့ကူညီမှုများလိုအပ်နေရလို့အသိပေးထားပါရှင်။ ဆက်လက်ပြီး Starlink အသုံးပြုသူများလုံခြုံရေးအတွက် VPN မဖြစ်မနေအသုံးပြုရန်တိုက်တွန်းတဲ့သတင်းကိုတင်ပြပါမယ်။ Starlink အသုံးပြုသူများအနေဖြင့်၎င်းတို့ Internet ချိတ်ဆက်မှု၏လုံခြုံရေးကိုတည်ချစေရန် VPN ကိုမဖြစ်မနေအသုံးပြုရန် Telegram မှာမှတိုက်တွန်းထားပါတယ်။လွတ်မြောက်နေမည်တစ်ခုမှဆရာဝန်တဦးက၎င်းတို့အသုံးပြုနေသော Starlink Internet ဖြင့် Spring Development Bank SDB အကောင့်တို့ဝင်ရောက်နိုင်ခြင်းမရှိတော့ကြောင်းပြောကြားခဲ့တာကြောင့်စစ်ဆေးမှုများရ Starlink Internet ၏ IP လိပ်စာများသည့်ရခိုင်က င်ကမြန်မာနိုင်ငံပြင်ပအိမ်နီးချင်းနိုင်ငံများမှ IP လိပ်စာများဖြင့်ပြသနေရမှယခုအခါမြန်မာနိုင်ငံရန်ကုန်မြို့အခြေစိုက် IP လိပ်စာများဖြင့်ပြောင်းလဲပေါ်ထွက်လာကြောင်းတွေ့ရှိရလို့အသိပေးထားပါတယ်။အဆိုပါဆရာဝန်ဒီ VPN ကိုအသုံးပြုရဲ့ချိတ်ဆက်ပြီးမှသာ SDB အကောင့်သို့ပြန်လဲဝင်ရောက်နိုင်ခဲ့လို့သိရပါတယ်။ SDB ကဲ့သို့လုံခြုံရေးကိုစားပေးသည့်ဝန်ဆောင်မှုများသည့်မြန်မာနိုင်ငံအတွင်းမှ IP လိပ်စာများကိုပိတ်ဆို့လဲရှိပြီးယခုကဲ့သို့ IP လိပ်စာပြောင်းလဲမှုသည် Starlink Internet ဝန်ဆောင်မှုကမြန်မာနိုင်ငံစစ်ကောင် ်စည်းလျောက်ခံစစ်တွေးဝင်ကြီးဌာနနဲ့ပူပေါင်းဆောင်ရွက်မှုစတင်နေပြီလားဟူသောစိုးရိမ်မှုများကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။လူရှိချင်းဒီ Starling တို့မဟုတ်မြန်မာအာဏာပိုင်များထံမှတည်ဝင်ကြီးရချက်ထွက်ပေါ်လာခြင်းမရှိသေးတော့လဲထိုပြောင်းလဲမှုသည်အုံပြုသူများ၏လုံခြုံရေးပေါ်တည်ရောက်မှုရှိနိုင်သည်ဟုကြွမ်းကျင်သူများကသတိပေးထားပါတယ်။အချို့အုံပြုသူများက Starling နဲ့ VPN ပေါင်းဆက်အုံပြုရာတွင်အခက်အခဲများရှိတတ်သည်ဟုဖော်ပြခဲ့တော့လဲမိမိ၏ IP လိပ်စာကိုစစ်ဆေးရန် Google Drive What is my IP address ကို ရှာဖွေကြည့်ရန်အကယ်၍ IP လိပ်စာသည်မြန်မာနိုင်ငံအတွင်းမှဖြစ်နေပါက VPN ကိုအသုံးပြုရန်ဤပညာကျွမ်းကျင်သူများကလက်ရှိအခြေအနေနဲ့ပတ်သက်၍ထပ်မံစစ်ဆင်မှုများပြုလုပ်နေဆဲဖြစ်ပြီးပြက်သားသည့်အဖြစ်တစ်ခုမထွက်ပေါ်မြစ်ထိ VPN ကိုအမြဲတမ်းအသုံးပြုထားရန်အကြံပြုထားပါရရှင်ကိုရီးယားနိုင်ငံတွင်ဆေးဥစု၏အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြပွဲကြီးကျင်းပမိတဲ့တွင်ကို ဆက်လက်တင်ပြပါမယ်မြန်မာနိုင်ငံရှိစစ်အာဏာသိမ်းအုပ်စုရဲ့တူယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်သည့်နိုင်ငံလုံးဆိုင်ရာဆန္ဒပြပွဲကြီးကိုကိုရီးယားနိုင်ငံဆိုလ်မြို့တွင်2025ခုနှစ်အောက်တိုဘာလ4ရက်စနေနေ့တွင်ကျင်းပမည်ဖြစ်ကြောင်းသိရရှိပါသည်ဆန္ဒပြပွဲသည်မွန်းလွဲ12နိုင်ခွဲမှညနေ3နိုင်ခွဲချိန်ထိဆိုလ်မြို့ချွန်ဂဲဆန်ချောင်းဘယ်ရူလင်းယဉ်ပြင်တွင်စတင်မှာဖြစ်တယ်လို့သိရပါသည်ဆန္ဒပြပွဲကနေမြန်မာစစ်အုပ်စုရဲ့တွင်းကျပ်ပြုလုပ်နေသည့်ရွေးကောက်ပွဲဟာပြည်သူလူထုရဲ့ထောက်ခံမှုမရှိသည့်အလိမ်ညာတစ်ခုသာဖြစ် ြစ်ကြောင်းကမ္ဘာသို့ပြက်သားစွာဖော်ပြရန်ရည်ရွယ်ထားပါတယ်။ကိုရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားများနဲ့တွန်လှန်ရေးအဖွဲ့အစည်းများသည်ပြည်တွင်းရှိပြည်သူများ၏အတန်ကိုကမ္ဘာအတိုင်းဝိုင်းသို့ပို့ဆောင်ရန်တာဝန်ယူထားတယ်လို့ဆိုပါတယ်။ပြည်တွင်းရှိပြည်သူများဟာ စစ်မိတ်စာရင်းရဲ့အစွမ်းကုန်ရုံမှရက်ဆက်ဖိနှိပ်မှုကြောင့်လွတ်လပ်စွာဆန္ဒမဖော်ထုတ်နိုင်တဲ့အချိန်မှာပြပရောက်ငါတို့တွေကအကျေလောင်ဆုံးအတန်ထုတ်ပေးဖို့ငါတို့မှာတာဝန်ရှိတယ်ငါတို့အတန်ဟာလူထုတန်ဖြစ်တယ်လို့ဖော်ပြထားပါတယ်ဆန္ဒပြပွဲတွင်ဆိုကီယောင်ဂီတို့အင်ချွန်ဘူဖြောင်းအစားရှိတဲ့မျိုးများမှမြန်မာနိုင်ငံသားများနဲ့တော်လှန်ရေးဖွဲ့စည်းများပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ဆန္ဒပြပွဲကိုကိုရီးယားရှိအမျိုးသားရင်သွေးရဲ့အစိုးရ UNG ကိုစလဲရုံးနဲ့တော်လှန်ရေးဖွဲ့စည်းပေါင်း30ကျော်ပါဝင်သည့်စစ်အုပ်စုရွေ းကောက်ပွဲစန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီမှဥဆောင်စီစဉ်ထားခြင်းဖြစ်ပါရဲ့ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်ခရှယ်နဲ့ပရိဖို့တို့ကပေးပို့ထားတာဖြစ်ပါရဲ့ရှင်။ ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းအစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ်။အခုတစ်ခါနားဆင်ရမှာကတော့တော်လန်ရေးတက်ဂီတာဖြစ်ပါတယ်။ဘိုးကြီးရေးသားထားတဲ့အတန်မဲ့ရှိုင်ကိုချင်းလို့အမည်ရတဲ့တော်လန်ရေးတက်ဂီတာကိုတော့မုတ်ဆိုးတောင်ပိုင်းကတီးဆိုထားတာနားဆင်ရမှာဖြစ်ပါတယ်ရှင်။ ားတဲ့စမိတ်အလွန်ငါကောင်းမြင်ကြီးစိတ်ရှိတယ်လို့ရွေးနေတဲ့ဒိန်တွေကလွတ်လပ်ပေါ်ပါနေငါငီးငါတွေ့ချင်တဲ့ချက်ကိုတန်းချရခန်းစီတွေကလွင်နေ ားခွင့်နေတဲ့မျောလင်းချင်းအနဲ့ရောင်ပန်းမိကြည်ခွေမူကြည့် င်နေရတဲ့အတိတ်နဲ့အနာကယုံနေရင်အမေယောကမဝရရဲ့ပဲစီမြာလွင့်ထွက်လို့တော်တယ်ငါမေးရင်ကြည်ခွေရရှိရလေကြပါစေ baby hey. ီဒီယိုအညီကြီးရဲ့မနက်ခင်းအစီအစဉ်လေးကိုနားဆင်နေရတာဖြစ်ပါတယ်။ဒီကနေ့မနက်ခင်းရဲ့နောက်ဆုံးအစီအစဉ်အနေနဲ့တိုင်းသားဘာသာထုတ်လွှင့်မှုအစီအစဉ်မှာတော့မြန်ခိုင်ဘာသာနဲ့တပတ်အတွင်းသတင်းတွေကိုရိုးလာတန်တာကဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်။ဒါဒီသွားပါအခုချိန်ကစပြီးရေဒီယိုအညီကြီးတပဲတွန်းတတော်တွေကိုရခိုင်ဘာသာနောက်တောင်စပြီးလာဖို့ပြိုင်ပါရယ်။ အကျန်ရိုလာတင်တာပါတာဝန်ရှိတွေလူတီအဆုံအဖရက်ဒီ grand gramon ground မရိုနေဒီမှာနိုင်နာစီစော်မျိုးမရှိရအောင်ဝိုင်းဝန်း cruiser sound raw ပြီးခဲ့ဖို့ low air ground ပြေထောင်စုဝင်ကြီးရှုပ် progress တွေတောင်းကို ပနမတောင်စားပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရဂရကာလာဒေသင်္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘ ਹੁ ကော်မတီအစီအဝေးအမှတ်ဆိုင်33မြင်းဆောင်2025ကိုစက်တင်ဘာလဆေးရှိုင်းရာနေမိုထားဖားမှာကျန်းပါပြုလုပ်ခါဆောမှာအစီအဝေးမှာဂရကာလာဒေသင်္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘ ਹੁ ကော်မတီဥက္ကဋ္ဌပြေထောင်စုဝင်ကြီးရှုံးမင်းဝန်းခိုင်တင်ကအဖွဲ့အမစကားပရဂရကာဂရောင်းတတော်ရရှိပါရီပြေထောင်စုဝင်ကြီးရှုံးကအဖွဲ့အမစကားပရဂရတာမှာကော်မတီအနေနဲ့အပန်းဆိုင် ်မပြောင်းမကွာအစီအဝေးတီဂရုလုံးပရိကေအုံရှုံးရိကိစ္စအဝါဝါကို စနိုက်တကြစီမံဆောင်ရွားခါခဲ့သောလီနိုက်တွန်တွန်ရှီလာပြဲပရိုက်ပရိကေတမရုနေရှင်းအခရီနီတီလီလာဆင်ဆိုင်ပရင်လီသုံးသက်စားစော်တီကိုလေဘဘရေးဆဆုံမဟုတ်ကေတောင်းမှာအတိုင်းအတာတစ်ခုအထိလုံးဆောင်နိုင်ခါခဲ့တဲ့ အနှင်အထားဖရိုက်ပါဂရောင်ဒီပိုင်သုံးသဲရှာတီဘလူးလောက်နိုင်ခါဆော့ဂရောင်လေလိုအဲရှာတီကိုပြောင်းဆောင်နိုင်ခါခဲဆော့ရှိရပိုင်ကျွန်တော်တို့ဤလာရှိအခရေရဲ့နေအရာတော်၎င်းလူပုပ်ကိုတူရှောင်းစီဤတော်လန်ရိခေယူရှာနာအခရေရဲ့နေဒီအရာတော်၎င်းမပြောင်းနိုင်ခါခဲ့တဲ့ကောင်းမွန်အောင်မဆောင်ရနိုင်ခါခဲ့တဲ့ဖရိုက်ဆိုင်တီလေးရှိခါပါဂရောင်တော်လန်ရိကာလာအိုးရှိုးရီဖို့ဆောင်ရဆော့မလွေကူကလေးဒီအိုးရှိုးရီခေနာဆော့နိုင်ငံတကာကတော်၎င်းပြည်သူတီကတော်၎င်းတော်လန်ရိဤရေရှင်ကို အကေဖရက်ဆုံဖရက်တွေအခါအရိကိရိဂန္ဓာတခုအဖရိုက်ရှိနေသောဖရိုက်ဂရောင်းညွန်တော်ဂရောင်းဆောင်ရဆရာကိစ္စတွေကိုတဲနိုင်သမားအကွိမထားပြီးဘရီပရက်အောင်ဆောင်ရကက်ဖို့လိုရိဖရိုက်ဂရောင်းနာမရိုနေဒီအနေနဲ့အချိန်နာတပင်းကြီးလောက်ကန်ဆောင်ရနေကြရသောဖရိုက်လို့ကျွန်တော်တို့တာဝန်ရှိတဲ့လူဒီဤအဆုံးအဖရက်ဒီဂရန်ဂရာမူတီဂရောင်းမရိုနေဒီမှာနိုင်နာစီသောမရိုမရှိရအောင်ဝိုင်းဝန်းကလိုးစားဆောင်ရပြီးခဲ့ဖို့လိုအပ်တဲ့ဖရိုက်ဂရောင်းတို့ကိုထေးသွင်းပရိုဂရမ်ခရီလုပ်သေးတာပါရီဆာလာပြီးကတာရ ောက်လာခဲ့တဲ့ဂရကာလာဒေသန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအခွင့်ဝန်တွေကအမန်းဆိုင်သုံးစင်းနိုင်မြင့်ဆောင်2025မှာရှားမဲထရီဆုံဖရက်ရှာပရီလုံငင်းဆိုင်တိနောက်ဘဲသားပြည်ရီစီမှုအခရေနေတိနောက်စားလဆောင်ရောဖို့ကြံရှိနေပြီလုံငင်းဆိုင်တိကို ရှာပရာရှောင်းလောင်ပြည်ကတားရောက်လာခဲ့တဲ့တာဝန်ရှိတဲ့လူတွေကအခြေတော်ဆွေးနွေးခါခဲ့တယ်လို့သိတာပါရယ်အဆိုပါ အစီအဝေးတို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝန်ခိုင်တန်းဦးဆောင်မနာပြည်ထောင်စုဝန်ကြီးတီဒုတိယဝန်ကြီးတီအမေရိကန်အတွန်းဝန်တီတွေးဖာအတွန်းဝန်တီနောက်ဌာနဆိုင်ရာတီကတာဝန်ရှိတဲ့လူတွေတားရောက်ခါခဲ့တယ်လို့သိတာပါရယ်ဆလာပြည်က လုံရှုံရီနောက်ကာကွယ်ရေးဆိုင်ရာကော်မတီနောက်စားသွေးရေးတောင်းအရှာအလာနာနိုင်ပညာဝန်ကြီးဌာနတို့တွီးဆုံဆွေးနွေးရေးတောင်းကိုတောင်းစားပေးပါမယ်။ပြည်ထောင်စုလွှဲတော်ကိုစားပြုကော်မတီလုံရှုံရီနောက်ကာကွယ်ရေးဆိုင်ရာကော်မတီသောအမျိုးသားညီညွတ်ရေးအစိုးရစားသွေးရေးတောင်းအရှာအလာနာနိုင်ပညာဝန်ကြီးဌာနနောက်တွီးဆုံဆွေးနွေးပွဲကို2025ခု၌စက်တင်ဘာလ6ရက်နေ့မူထားပါကုနာရီမှာဗီဒီယိုကွန်ဖရင့်ကတက်ဆောင်လူလောက်ခခဲ့ပါရယ်။အစီအဝေးမှာပြည်ထောင်စုလွှဲတော်ကိုစားပြုကော်မတီအတော်ရီမှ ုဒေါ်ပူပူသောင်းကအဖွားအမစကားပရဂရခပရိကေစားသွေရီတတော်အရှာလာနာနိပညာဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးထောင်လောင်းအောင်ကနှုတ်ခွန်းစားစကားပရဂရခပနာ CRPH လုံရှုံရီနောင်းကာကွယ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌဦးနေမျိုးကရီဆောင်ရာခရွန်ရီရီရှောင်းအားရှောင်းလောင်းပရဂရခပါရီစားလာပြီကေလုံရှုံရီနောင်းကာကွယ်ရေးဆိုင်ရာကော်မတီအဖွဲ့ဝန်တီကလုံရှုံရီနောင်းကာကွယ်ရေးခေနလုံငင်းဆိုင်တီမှာလိုအဲလို့ရှိရင်နိပညာတိနောင်းဇဲလောင်းပြီကေတိရှိလို့ဆိုတဲ့ကိစ္စရတဲ့ းကိုဆွေနှွေးမင်းမရင်ခါပိကပြေထောင်စုဝင်ကြီးကပြန်ပြီးရရှောင်းလာဆွေနှွေးပရိုဂရပီခါပါရီရောင်းနောက်တားရောက်လာရလူတီအနေနဲ့တော်လန်ရီအောင်မရစီဖို့ပိုရိကေပူပေါင်းဆောင်ရလာသန်းရလုံငန်းဆိုင်တီနော့ဆာလာရှိုက်ဆာဆောင်ရလာနိုင်ဖို့ဂိဆာရက်တီကိုအပရန်လန်ဆွေနှွေးခါကပနာ အစီအဝေးကိုနင်းခေါ်စေနနာရီမှာ ရုတ်သိမ်းခါပါရီအစီအဝေးသောပြည်ထောင်စုလွှဲတော်ကိုစားပြုကော်မတီအတော်ရီမုံအဖွဲ့ဝန်တီလုံရှုံရင်းနာကာကွယ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌအတော်ရီမုံနာအဖွဲ့ဝန်တီစားသွေရီတတော်အရှာလာနာနိုင်ပညာဝင်ကိဌာနာကပြည်ထောင်စုဝင်ကိနာတာဝန်ရှိရီလူတီတာရောက်ခါခဲ့ပါရီဇာလာပိကေရခိုင်ပြည်ကចောင်းသားတီကိုဘုံဂရိတဲဖရီအဂရန်ဖာဆိုင်တဲကိုကဘာလူဆိုင်ရာအာရခအမျိုးသားကွင်ရဘဘရန့်ထထန်ရှုံရှာရီတတော်ကိုတောင်းစားပေးပါမယ်ရခိုင်ပြည်ကចောင်းသူចောင်းသားတီကိုဘုံဂရိ Great Day Friday အဂရန်ဖာဆိုင်တက်ကိုကဘာလုံးဆိုင်ရာအာရခအမျိုးသားကွင်ရာ Worldwide United Arakan Network WUAN ကဗဗရန်ထထန်ရှုံရှာလိုက်ပါရယ်ကျောက်တော်မျိုးနေတရာတဗရန်ဂျီရာကပညာပင်ခေါင်းနံအမရန်တိုင်းကိုပိုင်အထားတင်ကြောင်းနှစ်ကြောင်းကိုညင်ခါဖာရှင်ဘုံ Great Day ခိုင်ခါရယ်အဂရန်ဖာဆိုင်တက်၏လုံးရဲနောက်ဘဲသားပိကေဗဗရန်ထထန်ရှုံရှာရယ်လို့ WUAN ကစက်တင်ဘာလ15ရက်နေ့ဆိုရင်စက်တင်ဘာလ18ရက်မှာမြန်မာအင်္ဂလိပ် က်နှစ်ပါးသားနော်ထုတ်ပြန်ကြီးညာလိုက်စော်ဖရိုက်ပါရီကျုံနေအရေးအရှိတိ ရင်ခါဖာအိုင်မိုးကြရဲ့အရှင်စာတောင်ချောင်းတွေကိုရာစာဂရင်ဂရုတ်လူမဆန်စွာရေရရှားရှိရှိဘုံဂရိတ်တိုက်ခိုက်တဲ့ဖရမုံအပေါ်ကျွန်ုပ်တို့ကဘာလုံးဆိုင်ရာအာရာခအမျိုးသားကွန်ရကဘဘရွန်တထန်ရှုံရှားလိုက်ပါရီလို့ထုတ်ပြန်ရှားမှာဖော်ပြထားပါရီစက်တွင်မှာစင်နရာနဲ့ရင်ခါဖာတနာရီကျော်အရှင်မှာအဂရင်ဖာလီဒဲကတရာတပောင်ဂျေရာမာရှိရဲ့ပုတ်ကလေးကအထားတန်းချောင်းတွေဖရိုက်တဲ့ပညာပင်ခါစာတောင်ချောင်းနံအမရွန်တိုင်းစာတောင်ချောင်းတွေကိုပေါင်ငရာဘုံနှလုံးနံပိုင်မဲထားဘုံဂရိတ်တိုက်ခိုက် ိုက်ခရီလို့ထုတ်ပြန်ရှာမဖော်ပြပါရီအခုပိုင်လူမဆန်စွာဘုံဂရိတ်တိုက်ခိုင်းမုံကောင်ကနအူးမှာအသားစင်းကားနိုင်ကနေပြီးကေစေခွန်နိုင်နိုင်အရေအရှိအငေးစေကူဦးအသားဆုံရှုံခါရာပြီးကေ22ရောက်ဘရွန်ထထန်ဒန်ရာရာရှိခါဆော်မှာဒန်ရာပရွန်ထန်ရေအရှိဒီထေက3ရောက်ထဲပြီးကေတီဆုံခါရာရေတော့အခုခါမှာတီဆုံရေကြောင်းကားကြောင်းသူ22ဦးအထိရှိလာခါပြဲလို့လေ ်ထုတ်ပြန်ရှာကဆိုထားပါရယ်အဂရင်ဖာဆိုင်ကော်မရှင်ဆိုင်တက်စော်ဂျနီဖာကွန်ဗင်းရှင်းမှာပါရယ်ဆိုင်မာဖရိုက်ပွားရီနီရာတီကအရဲသားတီကိုကာကွယ်ဆောင်ရှောက်ရဖို့ကျောင်းဝဲစီကန်တီကိုလွန်ဝအလေးမထားပြီးစိုက်ပွင်းတော့မဆိုင်ရီစာပေါင်းကျောင်းသာသနိကအဆောက်အုံနောက်အမြပြည်သူလာလာနေထိုင်ခဲ့တဲ့ရခိုင်ပြည်အနှံကနီရာတီကိုပိုင်နှက်ထားတိုက်ခိုက်ပနာဆိုင်ရာဇဝဲမှုတီကိုဗြောင်တဒန်ရှိုးဖောက်ကျူးလွန်နေရလို့လေထောက်ပြထားပါရယ်စာပေါင်းကျောင်းတီစီရုံစီကန်တီနောက် ပါသနာအဆောက်အုံတွေအပါဝင်ဘရိုရာတီမာရှီရီလူနေရဲကွာတီကိုအကောင်မဲလီကောင်ကနေပြီးတိုက်ခိုက်ပြီးပြည်သူလူထုဤအသားအိုးအိမ်စီစိန်တီကိုဖျားဆီးနေရအကရန်ဖာဆိုင်တဲ့ဤလုံးရဲကိုလေးကဘာလုံးဆိုင်ရာအာရာခအမျိုးသားကွန်ရကဗဘရန်ထထဲကန်ကွာရှုံရှားထားပါရီအုတ်တောင်စာပိခရီတတော်တီကိုရေဒီယိုအန်ယူဂျီအခွေသားတီကပြပိုးထားဆောက်ခိုက်ပါရီ ရေဒီယို NUG ရဲ့သတင်းရှင်မိဘပြည်သူများရှင်။ကျမတို့ရေဒီယို NUG ရဲ့မနက်၈နာရီခွဲနဲ့ည၈နာရီခွဲတနေ့နှစ်ကြိမ်လိုင်းတူထုတ်လွှင့်မှုတွေကိုအောက်တိုဘာလဆန်းကစတင်ပြီးရန်နာတော့မှာဖြစ်တဲ့အကြောင်းအသိပေးအပ်ပါတယ်ရှင်။လာမယ့်အောက်တိုဘာလ၁ရက်နေ့ကစတင်ပြီးရေဒီယို NUG အစီအစဉ်တွေကို Facebook, YouTube, Spotify, TikTok နဲ့ live.radio.org internet တို့ကနေ ပုံမှန်အတိုင်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက်အစစ်မပြတ်နားဆင်နိုင်ကြပါကြောင်းအတိပေးတင်ပြအပ်ပါတယ်ရှင်။ဒီနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခေတ္တရ延လိုက်ပါမယ်ရှင်။မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနဲ့ည၈နိုင်ခွဲအချိန်မှာပြောင်းလဲဆိုပြကြပါလို့ရှင်။ ရေဒီယိုအန်ယူဂျီကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ၁၆မီတာ၁၉ဒသမ၉၉မဂါဟတ်ဇ်နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ၂၅မီတာ၁၁ဒသမ၉၄မဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်စင်နိုင်ပါပြီရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီရဲ့ဖွဲ့သူဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။ San Francisco Bay Area အခြေဆိုင်မြမမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြရဲ့ Radio NUG ဖြစ်ပါတယ်ရှင်။အရေးတော်ပုံအောင်ရမည်။